ားလုံးပဲမင်္ဂလာပါ Fort မြန်မာမှာကြိုဆိုပါတယ်ကျွန်တော်ဒီနေ့မိတ်ဆက်ပေးမှာကတော့ Ava Media ထုတ်တဲ့ GC313 Pro Watch Charger လေးပဲဖြစ်ပါတယ်ဒီကောင်းလေးက Watch Charger ဆိုပေမဲ့အဓိကထုတ်ပေးတာကကျွန်တော်တို့ YouTuber Streamer ပြီးလို့ရှိရင်ခီးခဏခဏထွက်လို့ရတဲ့လူတွေအတွက်ကိုထုတ်ပေးတာပေါ့နော်ဒီကောင်းက Capture လည်းလုပ်လို့ရတယ်ဆွေးမင်းမိုင်းလည်းလုပ်လို့ရတယ်ပေါ့အဲ့လောက်ထိအဆင်ပြေပါတယ်ဗျာ ီကောင်လေးရဲ့ packaging တွေကလည်းထုတ်ပို့မှုရော packaging မှန်ရောလုံးဝတေးသေးတတ်တတ်လေးအဆင်ပြေတယ်။ပြီးတော့ဒီကောင်လေးထဲမှာပါဝင်ပစ္စည်းတွေဘာတွေပါလဲဆိုတော့ကျွန်တော်ကြည့်ကြည့်လိုက်ရအောင်။အင်း Eva Media တစ်စိတ်လေးနဲ့စာပြီးတော့ပါတယ်။ဘူးလေးကလည်းပြူလေးတော်တော်မိုက်တယ်ဗျ။အဲ့တော့အထဲမှာဘာပါလဲထပ်ဖွင့်ပြမယ်ကျွန်တော်။ အထဲမှာတော့ကျွန်တော်ပြောနေတယ် GC 313 Pro wall charger လေးပေါ့နော်ဒီကောင်လေးကတော့ဒါမီကိုရောင်လေးပြပုံမှန်ဆိုရင် color 200ရောင်ရှိတယ်အဖြူနဲ့မီကိုရောင်ပေါ့နော်ကျွန်တော်တော့မီကိုလေးပို့ကြိုက်တယ်ဗျ style လေးရတယ်တော့မိုက်ကျွန်တော်ဒီကောင်လေးပါမယ်ပြီးရင်ကျွန်တော်တို့အထဲထဲမှာဘာပါသေးအောင်လဲဆိုကျွန်တော် type C ကြိုးရှေ့ကြီးပါနော်အားလည်းတွင်လို့ရရွှေမင်းလည်းလို့ရ audio ပါတစ်ခါလည်းသွားလို့ရရတဲ့ဥစ္စာမျိုးလေးပေါ့နော်အဲ့ဒါပြီးရင်လုံးဝရွှေခီးသွားနေတဲ့လူတွေတော့ကတော့ ျွန်တော်ခေါင်းပြောင်းတက်တနာရေးတက်နေလို့ရှိရင်ဒီကောင်လေးပါတယ်။ဒီကောင်လေးဘာမှလှုပ်ရှားမလို့အရန်လွယ်တယ်ဒီမှာဒီပေါက်လေးရှိတယ်ကျွန်တော်ဒီတိုင်းထည့်လိုက်ရုံပဲ။ဘတ်ဟာလို့3 3ပင်နဲ့လည်းအသွင်လို့ရတယ်။တစ်ခုလည်းပဲလားဆိုတော့မဟုတ်ဘူးနောက်ထပ်2ပင်နဲ့ပါပြောင်းလို့ရသေးတယ်။အဲ့တော့ခီးထွက်ရင်ခေါင်းပြောင်းတိုင်ပတ်တာမျိုးစိတ်ညစ်ဆရာလို့တော့ပေါ့နော်လဲလဲကူကူသွင်းလို့ရတယ်။ဒီကောင်လေးက capture ကတ်လဲဖိတဲ့တကြောင်မလို့ကျွန်တော်တို့ stream in နဲ့ထွက်လို့ရတယ်ပြီးရင်ဒီကောင်ရဲ့ HDMI output က 4K 60 frame per second ကျွန်တော်ဖုန်းမင်းနဲ့လွှင့်မယ်ဆိုရင်တော့ဒီကောင်က 180p 60 frame per second ပေါ့နော်အဲ့ရအပြင်ကိုမှာကျွန်တော်တို့ဘယ်ယာရီမှာသုံးလို့ရလေးရဆိုတော့ standard စီ ROG align နေပြီးရင် needle switch အဲ့ဒါလေးကိုပါဒီကောင်နဲ့ချိတ်ဆက်ပြီး recording လုပ်လို့ရတယ်ကျွန်တော် streaming နဲ့လုပ်လို့ရတယ် ဒီကောင်လေးကအာကောင်းတယ်ပဲပြောရမလားအာတာချက်ပဲပြောရမလားပေါ့နော်ပုံမှန်ကချာကတ်တွေဆိုရင်တော့ကျွန်တော်တို့အာဝင်ဝင်တော့ဝင်နေဒါပေမဲ့အာဝင်နေတယ်အဲဒီကောင်ကြတော့ဖုန်းကိုဖုန်းကိုကိုအာသွင်းချုံနဲ့တွင်းနေရလို့လို့ feeling ခံစားရတယ်ပြီးတော့ဒီကောင်က fast charging ပါတယ်ပြီးရင်100 watt အောင်ထွက်တော့အာဝင်လာတော့မြန်နေဗျဒီကောင်က mobile game မှာ mobile streaming လုပ်နေတဲ့လူတွေအတွက်တော့ဒီကောင်ရွှေပဲဘာဖြစ်လို့လဲဆိုတော့ဒီကောင်အားလည်းတွင်းလို့ရတယ် streaming လည်းလုပ်လို့ရတယ်ဒါ recording မှာလုပ်လို့ရတယ် ပြီးတော့ကျွန်တော်တို့အဲ့ဒါလည်းပဲမဟုတ်ဘူး YouTuber တွေရှိတယ်အဲ့တော့ YouTuber တွေအတွက်ကျတော့ creation လုပ်နေလို့ဆိုလို့ရှိရင်အားတကူတကသွားသိနေရမလို့ဒီကောင်အားဝင်မြန်တယ်အားသုံးပေါက်တောင်ပါတယ်ဆိုတော့နော်တခါလဲတွင်လို့ရတာပေါ့ပစ္စည်းသုံးလို့ပြီးရင်ကျွန်တော်ခီးခနာထွက်တဲ့လူတွေအဲ့လူတွေကြတော့ပါလဲဆိုတော့အားတမျိုးကောင်းနေအများကြီးယူရတယ် laptop တို့ပါတော့အများကြီးယူရတယ်အဲ့ဒါအတွက်ကိုကျွန်တော်တို့အားထုတ်ပေးတာလို့အားသွင်းပေါက်သုံးခုပါတယ်အဲ့တော့ ပစ္စည်းသုံးလို့တခါလေးအာတင်တာလို့ရတယ်ဆက်ရှာခြင်းနဲ့ပါအလုပ်ချုပ်လည်းတတ်တာလည်းပေါ့နော်အခုလည်းယူသွားတာအဆင်ပြေတာပေါ့အဲ့တော့ကျွန်တော်ဒီကောင်လေးကိုစိတ်ဝင်စားလို့လေ့လာခြင်းလေဆိုရှင်ကျွန်တော်တို့ Vortex မြန်မာရဲ့ page မှာတော်ရောက်လေ့လာလို့ရပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်